င်္ဂလာပါဒီနေ့ဗီဒီယိုလေးက Facebook ပေါ်မှာဗီဒီယိုလေးကိုဘာဆော့ဝိုင်းမှမလို့ပဲ download လေးဖြစ်ပါတယ် download လုပ်နေအများကြီးတက်ကမှအလွယ်ဆုံး download လုပ်နေကိုဒီနေ့ဗီဒီယိုလေးမှာပြောပြပေးတာဖြစ်ပါတယ်အဆုံးအနေနဲ့ကျွန်တော်တို့ဖုန်းထဲမှာကျွန်တော်တို့ Mozilla ပဲဖြစ်ဖြစ် Firefox ပဲဖြစ်ဖြစ်ပြီးရင် Chrome browser ပဲဖြစ်ဖြစ်တရုတ် China browser ပဲဖြစ်ဖြစ် Mi browser ပဲဖြစ်ဖြစ်ပေါ့နော် browser လေးတစ်ခုခုရှိဖို့လိုအပ်ပါတယ်အဲ့တော့ Facebook ကဗီဒီယို download လုပ်မယ်ဆိုတော့ VPN ကြော်ထားဖို့လိုတယ်အဲ့တော့ VPN ချိန်လေပါပထမဆုံးအဲ့ဒါမှကျွန်တော်တို့ browser ထဲမှာလည်း download သွားလုပ်လို့ရမှာပေါ့နော် ်အာ VPN မချိတ်လဲ browser မှာ download လုပ်လို့ရတယ်။ဒါပေမဲ့ Facebook က video တွေ download လုပ်ချင်တော့ VPN ချိတ်မှရမယ်ပေါ့နော်။ Facebook က VPN ကမ်ပီမှာတုံးလို့ရလို့ပါ။ Okay အဲ့တော့ကျွန်တော် Facebook တဲ့သွားမယ်။ကျွန်တော်တို့အခုကျွန်တော်ကလုတ်ပြတာဆိုတော့နော်အဲဘာဗီဒီယိုပဲဖြစ်ဖြစ်ပေါ့နော်။တစ်ချက်လေးလုတ်ပြပါမယ်။ဘာဗီဒီယိုပဲဖြစ်ဖြစ်ပေါ့။နေပညာပတ်သက်ဗီဒီယိုတော့မလုတ်တော့ဘူး။အဲ့မှာအခုဒီဗီဒီယိုလေးအဲ့တော့ကျွန်တော်ကအမှ share ခလုတ်ဆိုတာလေးတစ်ချက်နှိပ်မယ်ပေါ့နော်။ share ခလုတ်ဆိုတာလေးတွင်းမယ်။ဒါက Facebook ဗီဒီယိုပေါ့နော်။ပြီးကျွန်တော်က copy link ယူလိုက်မယ်။ Okay ငါ copy link ယူမယ်။ ပြီး home key နဲ့ထွက်ပြီးကျွန်တော်တို့ browser browser တစ်ခုခုပေါ်သွားမယ်။ Okay ကျွန်တော်က Chrome browser နဲ့လုပ်ပြမယ်ပေါ့နော်။ Chrome browser ဆိုရင်တော့ပို့ပြီးလွယ်ကူတယ်ရိုးရှင်းတယ်တရုပ်စာလည်းမပါတော့ဘူးပေါ့နော်။အဲဒီခုတော့ရှိပါတယ်။အဲ Chrome browser မရှိဘူးဆို download ပေါ့နော်။အဲ့တော့ကျွန်တော် Google ကိုသွားမယ်။ပြီးကျွန်တော် Google ရဲ့ search bar မှာကျွန်တော်က Facebook video download တာဆိုပြီးတော့မှရိုက်ရှာလိုက်ပါ။လွယ်ပါတယ်တော်တော်လွယ်ပါတယ်တော်တော်လေးကိုလွယ်ပါတယ်မခက်ခဲပါဘူးပေါ့နော်။တခြား software လည်းမလိုဘူးပေါ့။အဲ့တော့အောက်အောက်မှာလည်းအများကြီးရှိပါတယ်။ download favorite video ဆိုပြီးတော့ရှိပါတယ်အောက်အောက်မှာအများကြီးရှိတယ်ဒါပေမဲ့အောက်ကဟာတွေကိုကျွန်တော်မဆန်းပြတော့ဘူးအပေါ်ကကျွန်တော်အခုလက်ရှိစမ်းနေတဲ့တုံးနေတဲ့ဟာလေးကိုကျွန်တော်ပြပေးတော့ဗောနော် okay အဲ့တော့အပေါ်သုံးဟာလေးဝင်မယ်ပြီး f download.net ဆိုပြီးတော့နော်အဲ့မှာကျွန်တော်တို့ copy ကူးလာတဲ့ဟာကိုပြစ်ချလိုက်ပါဘာချပြီလို့ဒီခဏလေးစောင့်မယ်နော်ဒီခါကျွန်ညာတက်တဲ့ခါကျရင်ကျွန်တော်တို့ကဒီချက်ချေကန်ဟာလေးကိုနှိပ်ပြီးတော့ကျွန်ညာလေးဖြောက်ပြီပေါ့နော်မတက်တဲ့ခါလည်းမတက်ဘူးပေါ့နော်โอเคဒီလိုလေးကြာလာမယ်အာ sorry ကျွန်တော်ဆော copy ယူလာတဲ့ video မဟုတ်ဘူး တော့တစ်ချက်ပြန်ပြင်လိုက်အောင်မယ်။ဟောဘက်ကီးနဲ့ထွက်ပြီးတော့မှကျွန်တော် copy ထားတဲ့ link ကိုပြန်ပြီးသွားမယ်ပေါ့နော်။လွယ်ကူတယ်အရန်ရိုးရှင်တို့လူတိုင်းလုံလုံနိုင်မယ်လို့ထင်ပါတယ်။လူတိုင်းလည်းအသုံးပြုနိုင်မယ်လို့ထင်ပါတယ်။တော်တော်လေးကိုလွယ်ပါတယ်။အဲ့တော့စောစောကျွန်တော်ကူထားတဲ့ copy copy link ကိုယူပြီးအဲ့မှာချလိုက်ပါပြီး download ဆိုတဲ့ကလပ်ကိုနှိပ်ပြီးကျွန်တော်တို့အဲ့မှာကိုလိုချင်တဲ့ resolution ကို ရွေးပေါ့နော်ကျွန်တော် video is HD quality အပေါ်မှာ download ပြီးတော့ normal quality ဆိုပြီးရှိပါတယ်အောက်မှာကျွန်တော်တို့တခြားရွေးရွေးစရာ option တွေရှိပါတယ်အဲ့တော့ကျွန်တော်တို့မရွေးတော့ဘူး video HD quality ပဲရွေးပြီး download လုပ်လိုက်မယ်ပြီးရင်အပေါ်ဆုံးမှာ download file ဆိုပြီးကြာလာပါလိမ့်မယ်နော် okay အဲ့မှာကြည်ပါမြန်လဲမြန်ပါရယ်နော် Chrome browser က download လုပ်တာတော်တော်မြန်ပါတယ် Chrome browser မဟုတ်ဘူးနော်ဒီ Google browser က download လုပ်တာတော်တော်မြန်တယ်လို့ပြောလို့ရတယ်နော်အဲ့တော့တောင်းလေးညီကြိုင်ပြည့်ရင်ကျွန်တော်တို့ကသွားပြီးကြည့်အောင်မယ်နော် image player ထဲမှာ Facebook ကဗီဒီယို download လုပ်လာတာသွားပြီးကြည့်အောင်ပဲဗောနော် Okay နောက်တစ်ခုထပ်ပြပါမယ်ဒါက Facebook ဗီဒီယိုထဲမှာသွားပြီးတော့မှကိုဒါဗီဒီယိုအလွယ်တကူ download လိုက်တာဗောနော်ကိုလိုချင်တဲ့ဗီဒီယိုတွေရှာပြီး download လုပ်တာလည်းပြပါမယ် Okay အဲ့တော့ download လုပ်ပြီးသွားပြီတိတ်မကြောက်ဘူးဗော Okay နောက်တစ်ခုထပ်ပြီးတော့ပြပါမယ် Facebook ဗီဒီယိုမှာပေါ့နော်ကျွန်တော်ရဲ့ new feed မှာရှိတဲ့ဗီဒီယိုဘယ်လို download လုပ်မှာဆိုတော့ပြပါမယ် โอเคအဲ့ဒါလေးပေါ့နော်ဒါဘလုံးဝါသနာပါပြီခချင်းငွေပြီးတော့ဘုမတက်နိုင်တဲ့ကလေးတွေအတွက်ဆိုတော့အဲ့အဲ့ဒါလေးကိုပြီးတော့ကျွန်တော်တို့ share cloud ကိုနေမယ်အခု copy ယူမယ်ပထမနေ့တိုင်းပဲပေါ့နော် share cloud နေမယ် copy ယူမယ်ပြီးရင်သူ့ရဲ့ link ကိုကျွန်တော်တို့ Facebook download ဆိုတဲ့နေရာမှာအမှ under Facebook video copy ဆိုပြီးအမှ link ချလိုက်မယ်ပြီး download cloud နေမယ်ပြီးွားရင်အောက်မှာ option တွေကြလာမယ်အဲ option မမကိုက HD video download လုပ်ရှင်တော့ HD video နေလိုက်ရင် download ဖြစ်သွားပါပြီ။အော်ဒီနေ့တိုင်းမှာကိုလူတို့ Facebook video တွေ download လုပ်မယ်ဆိုရင်အဆင်ပြေတယ်လွယ်လွယ်ကူကူလေးလုပ်လို့ရတယ်ဆိုတော့လူတိုင်းလုပ်နိုင်မယ်ထင်ပါတယ်။ဒီနေ့ video တော့ဒီလောက်ပါပဲ။ကျေးဇူးများကြီးတင်ပါတယ်။နောက် video တွေဆက်ကြည့်လို့ရအောင်ကျွန်တော်ရဲ့အခု YouTube channel လေးကို like ပေးပါ subscribe လေးနှိပ်ပေးထားပါ share လေးလုပ်ပေးသားပါကျေးဇူးများတင်ပါတယ်အခုကြည့်နေတဲ့သူရော Facebook video လေးကိုဘယ်လို download ဆွဲနေလဲပြီးတော့ Facebook video download လုပ်ရတာခက်လားအောက်မှာ comment မှတ်ပြီးတော့ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကျေးဇူးများတင်ပါတယ်